ပရိသတ်တွေကို surprise တိုက်သွားအောင်မယ်ဝင့်မွန်ရှိပရိသတ်များအားလုံးပဲမင်လာပါရှင်နောက်ဆုံးရဆယ်လီသတင်းတွေကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ Tomorrow Page လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ပြောဆောင်မင်းမီချော်လီဝင့်မွန်ရှိကတော့2024ခုနှစ်ရဲ့ကယ်မီစုကြီးကိုထပ်ထိုက်တန်တန်ရရှိထားတဲ့သူလေးပဲဖြစ်ပါရယ် ကကဆိုပြီးပြိသက်တည်းရဲ့ချက်ကိုတင်ပိတ်ထားနိုင်တဲ့မင်းမီချော်လီဝဲမိုးရွှေကတော့ရုပ်ရှင်စကားကြီးတွေကိုသာရိုက်ကူးနေခဲ့ပြီးဇလန်ဒရီမှလည်းတခါမှမရိုက်ကူးဘူးတဲ့သူတူပါ အခုချိန်မှာတော့ဇလန်ဒရီတခုနဲ့အတူကကကပြိသက်တည်းကို surprise တိုက်တော်မှဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်တရုတ်ဆောင်လောကကဇလန်ဒရီမတရားခင်ဆာလာပြီးဒီဇလန်ဒရီအကုန်လုံးကလည်းအိမ်နာရေးဖောက်ပြန်တဲ့ဇလန်ဒရီကြီးပဲဖြစ်နေပါတယ် ဆိုတော့ဝိမောရှေကလည်းဇလံတွေတခုရိုက်ကြတော့မယ်ဆိုတော့အခုခေတ်စားနေတဲ့အိမ်နာရေးဖောက်ပြန်ဇလံတွေပဲဖြစ်မယ်လို့ထင်ခဲ့ပေမဲ့လည်းတကယ်တော့မှတော့ဝိမောရှေရဲ့ဇလံတွေဟာဒီဖောက်ပြန်ရေးဇလံတွေတွေကိုတကွက်ပြလိုက်တာပဲဖြစ်ပါရယ်ဆက်ဆက်ပြီးတော့လည်းဝိမောရှေကိုအကယ်မီစုခုစီခဲ့တဲ့ကမ်ဘတ်ကားကြီးလို့ပြောလို့ရတယ်တိမ်မကြီးစကားကြီးအားဆိုရင်လည်းလောင်မြဲဆရာရီနဲ့သာပြည့်နှက်နေတဲ့ဇလံမျိုးပဲဖြစ်ပါရယ်လက်ရှိခေတ်စားနေတဲ့ဇလံတွေကလည်းအလားတူပါပဲ နောက်တက်တဲ့အနုပညာရှင်နိုင်ကလည်းဒီလိုမျိုးအိမ်တော်ရေးဖောက်ပြန်တဲ့ကားတွေကိုပဲရိုက်ကူတော့မှအားပေးခံရတယ်လို့ယူဆကအိမ်တော်ရေးဖောက်ပြန်တဲ့ဇလန်ဒရီကိုသာတယောဆောင်နေကြတာပါ။ဒါကြောင့်မို့ပြည်သက်တွေကအိမ်တော်ရေးဖောက်ပြန်တဲ့ဇလန်ဒရီကိုလည်းရိုးဣလို့နေကြပါပြီ။ဒါကိုဝိမုရွှေရာတိရာကြောင့်သူမအနေနဲ့ပထမဆုံးရိုက်တဲ့ဇလန်ဒရီကိုအိမ်တော်ရေးဖောက်ပြန်တဲ့ဇလန်ဒရီတွေကခွဲထွက်ပြီးကြည်နူးစရာရတာတွေနဲ့ပြည်နယ်နေတဲ့ဇလန်မျိုးကိုသာရွေးချယ်ထားတာဖြစ်ပါရဲ့။ပြည်သက်တွေအကြိုက်တွေသွားစီမယ်။အချစ်ရိုမန်တစ်ကလေးကိုကစ်ကစ်ကရွေးချယ်ရိုက်ကူခဲ့တာဖြစ်ပါရဲ့။ ူရဲ့ပထမဆုံး series ကိုခင်မွန်ဖြစ်သူကိုနိုင်ဖြိုးကျော်ရဲ့ထုတ်လုပ်ရေးကငွေကြေးအကောင်ချခံကရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပြီးတော့ဇလန်းကိုလည်းသူမစိတ်တိုင်းကြပုံဖော်ထားခဲ့တာဖြစ်ပါရယ်။နတ်မီနက်ခတ်ဇလန်းတွေကဝင်းမော်ရွှေကိုအဓိကဦးစားပေးရိုက်ထားခဲ့တာဖြစ်ပြီးတော့မင်းသားချောင်းရဲ့အပြိုင်ရိုမဲဇလန်းဖြစ်ပါရယ်။ဒီဇလန်နဲ့မှာတော့ဝင်းမော်ရွှေကိုတော့မမြင်ရတာကြာပြီဖြစ်တဲ့တော်လက်တဲ့လူငယ်ကောင်းမလေးပုံစံနဲ့ပြန်လည်မြင်တွေ့ရမှာဖြစ်လို့ပရိသတ်တွေကစိတ်ဝင်စားနေကြပါပြီ။ ဝမ်မိုရှိဂရိုင်းကလည်းသူ့ရဲ့အခြေဇလန်ဒရီကအိနာရဲ့ဖောက်ပြန်တဲ့ဇလန်ဒရီကိုကြော်တက်ကပရိသတ်တွေရဲ့ရှင်ဘတ်ထက်ကိုထိုးဖောက်ဝင်ရောက်နိုင်မယ်လို့လည်းယုံကြည်ထားပါတယ်။ဂျာကတခါတလေပျော်စရာစမျိုးကိုစောင့်နေကြတယ်ပရိသတ်တွေအထက်ကရောကွက်တီဖြစ်နေကြတာပါ။မင်းသားချောက်ဇလန်ကလက်ရှိမှာနာမည်ကြီးနေတဲ့မင်းသားတွေဖြစ်တဲ့ပြင်ဇလန်တဘောအရာတယောက်ချင်းစီနဲ့အပြိုင်ရိုးပြီးတော့ထိုင်းဇလန်တွေပုံစံမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်။ဝမ်မိုရှိကခင်မွန်ဖြစ်သူပိုင်းနဲ့ထုတ်လို့ရအောင်မြင်အောင်ရိုက်ကူးစူးစမ်းထားတာပါ။ သူမရဲ့စူးစမ်းမှုတွေနဲ့ဆန်တွေကြောင့်ဒီဇလန်တွေကအမြင်အုံမယ်လို့ပြည်သက်တရားခံမှန်းနေကြပါရယ်ပုံမှန်မြင်နေကြအိနာရေးဖောက်ပြန်တဲ့ကားရီလို့မဟုတ်ပင်နဲ့မင်းသားချောင်းနဲ့အပြဲရိုးကြမယ်ဝက်မရှိနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသဘောရလဲဆိုတာကိုဝင်ရောက်ဆွေးနွေးခဲ့ပါအောင်နော်ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လည်းအနည်းပညာဆယ်လီတရင်ကြာရမျိုးစုံကိုစူးစီးဖောက်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့ Jet Tomorrow Page လေးကို Like and Follow လေးနဲ့လှုပ်ထားပေးကြပါအောင်နော်အဆုံးထိနာဆင်ပြီးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်